နက်ဖြန်အောက်တိုဘာလ30ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ဒီကနေ့မြန်မာစံတော်ချိန်ညနေ9:00နာရီအချိန်တိုင်းထွက်ချက်တွေအရမြန်မာနိုင်ငံမြောက်ပိုင်းအနောက်ပိုင်းနဲ့တောင်ပိုင်းဒေသတချို့မှာတိမ်အထင်းနဲ့ဖြစ်ထွန်းနေပြီးကြံဒေသတွေမှာတော့တိမ်အနှင်းငယ်ဖြစ်ထွန်းနေရကိုတွေ့ရပါတယ်။မော်ကရင်နဲ့တနင်္သာရီဒေသတချို့မှာလျောက်ကွက်ကြောင်မိုးရွာသွန်းနေခဲ့တာကိုမိုးလေဝသဂျိုတူပုံရိပ်ဒီမှာတွေ့မြင်ခဲ့ရပါတယ်ရှင်။ မနေ့ပြန်အတွက်ခမ်းမန်းချက်ကတော့ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာတိမ်အနေငယ်ဖြစ်ထွန်းနိုင်ပြီးကပလီပင်လယ်ပြင်နဲ့ကြံဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အထင်းထင်းမှတိမ်ထူထပ်နိုင်ပါတယ်။တနင်္သာရီကံယူတန်၊ရခိုင်ကံယူတန်၊မြဝကျုံပေါ်ဒေသနဲ့မုတ်တမာကွေဘက်တို့မှာလေဟာအရှိတ်ဘက်ကနေတနင်္သာရီစမိုင်းမှမိုင်း20ခန့်ထိတိုက်ခတ်နိုင်ပြီးလိုင်းအနေငယ်မှာလိုင်းအထင်းထင်းရှိနိုင်ပါတယ်။မကွေတိုင်း၊ရန်ကုန်တိုင်း၊အေရဝတီတိုင်း၊ပဲခူးတိုင်း၊တနင်္သာရီတိုင်း၊ရှမ်းပြည်နယ်၊ချင်းပြည်နယ်ရခိုင်ပြည်နယ် ကရင်ပြည်နယ်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်ကြားမိုးရွာသွန်းနိုင်ပြီးစကိုင်းတိုင်း၊မန္တလေးတိုင်း၊ကချင်ပြည်နယ်တို့မှာတော့အများအားဖြင့်တာယာနိုင်ပါတယ်ရှင်။တနင်္သာရီတိုင်းမှာနေရာကွက်လို့မိုးကြီးနိုင်ပါတယ်။အမြင့်ဆုံးပူချိန်တွေအနေနဲ့ဗော်လမြိုင်မြို့၊ဖမ်းမြို့နဲ့ဒဝဲမြို့တို့မှာ30ဒီဂရီစင်တီဂရိတ်အသီးသီးစီရှိနိုင်ပါတယ်။ မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေမှာခရမ်းလွန်ရောက်ခြင်းအညွန်ကိန်းဟာတာမန်အစ်စ်မှာရှိနေနိုင်တာကလွဲလို့ကြံပြီးတဲ့ကြံဒေသတွေအလုံးမှာအညွန်ကိန်းဟာအလွန်မြင့်မားတဲ့အစ်စ်မှာရှိနေနိုင်တယ်လို့ခန့်မှန်းရရှိပါတယ်ဒီမိုလေးဝသအစီအစဉ်ကိုတော့အမျိုးသားညီညွတ်ရေးဆိုရာလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာဝန်ကြီးဌာနနဲ့ဝန်ကြီးတော်ကုန်းတို့ကနေရယူဖော်ပြတာဖြစ်ပါတယ်ရှင်